အားလုံးမင်္ဂလာပါခင်ဗျာ ကျွန်တော်ရဲ့ list မှာတ냐စာအုပ်ဖတ်ခြင်းစီစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီ episode မှာနောက်တစ်ပိုက်ကိုဆက်ပြီးတော့မှဖတ်ပြပေးပါမယ်ကျွန်တော်တ냐လုံးခီးသွားခဲ့တယ်နောက်တစ်နေ့ကျတော့ဘာဒုက္ခဘာပြဿနာမှမရှိပဲဩစတြေးလျကိုရောက်သွားတယ်သတင်းစာတွေထဲမှာကတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဆွဆွဲရက်တွေကန့်သတ်ချက်တွေနဲ့နေဆက်ကဖြစ်လေဖြစ်ထားရှိတဲ့အရေးခင်းသတင်းတွေနဲ့ပြည်နေတာတွေ့ရတယ် အမှန်တော့ဒါတွေဟာအားနည်းတဲ့ပါတီရဲ့ပြောဆိုမှုတွေတင်ပြမှုတွေနဲ့လှုံ့ဆော်မှုတွေပေါ့ဒါမျိုးတွေဟာတကယ်တော့စစ်ကြီးတစ်ခုရဲ့ရှေ့ပြေးတွေပါပဲမိသားတွေပေါ်မှာလည်းတွဲတိုင်းလိုလိုစစ်သားတွေအပြည့်အသိတင်လာတာမြင်ရတယ်ဒါပေမဲ့ကျွန်တော်နဲ့စကားပြောမိတဲ့လူတိုင်းကစစ်ဖြစ်နိုင်မယ်လို့မထင်ကြဘူးသူတို့ကမြို့နဲ့အစ်စ်ကို မြင်တွေ့ရဖို့လို့ညှော်လင့်နေကြတယ်ဥရောပတိုက်ရဲ့ ကြံစိပိုင်းတွေကအားနည်းနေကြတာဆုတ်ယုတ်ပြစီနေကြတာတွေလည်းသူတို့သိနေကြတယ်။ဒါကြောင့်မို့လဲဂျီနိုင်ငံတွေဟာဂျာမနီနဲ့ဆက်ဖြစ်ဖို့စွန့်စားရဲမှာမဟုတ်ဘူးလို့ထင်နေကြတယ်။ပြင်သစ်နိုင်ငံဘက်မှာကတော့အရှိနေကရှားနာတယ်။ပြင်သစ်မှာတော့လူတိုင်းကစစ်ကြီးဟာဖြစ်မှာပဲ။ခြောင်လွဲလို့မရဘူးလို့လူတိုင်းကနားလည်နေကြတယ်။ဘာပဲဖြစ်ဖြစ်နေချင်းချောက်ခံနေရတဲ့အဖွဲ့အစည်းကတော့တာမန်လူတွေထက်ပိုပြီးတည်တာပေါ့။ကျွန်တော်မဲကတ်မြို့ကို ကြောက်သွားတော့ဟိုတယ်လေးတစ်ခုမှာအခန်းကားပြင်နေတယ်။ရွေရည်ဝင်ပြီ။ခီးတယ်ရည်ဒီပေါ့။ကျွန်တော်ပေါ့စိတ်ဝင်စားတယ်လို့မရှိဘူး။လက်ဆွဲတက်တာနှလုံးကလည်းကျွန်တော်ကိုဂုံတိတ်ခါတက်စေခဲ့တယ်။အေးတတလွတ်လွတ်လပ်သွားခြင်းတဲ့အတွက်တက်တာတွေကိုသွားလျာယူသွားတော့ဘူး။ကြောပွဲတစ်လုံးကိုပဲပေါ်ထုတ်ထားလိုက်တယ်။နေရာတိုင်းမှာခီးတယ်တွေနဲ့ပြည့်နေတာပဲ။ခန်းဟာကိုကျွန်တော်ကတပတ်စာကြိုးပေးထားလိုက်တယ်။နောက်တနေ့မှကျွန်တော်လုပ်ငန်းစတယ်။ နေစက်နဲ့တိတ်ပြီးမဝေးတဲ့နေရာတစ်နေရာမှာည7:00နာရီအထိကျွန်တော်ပုံနေတယ်။ပထမတော့ရှင်တွင်မှတ်တွေရဲ့အကြိုက်ခဲကိုအလူးလိမ့်ခံရတယ်။မတက်နိုင်ဘူး။ဒီလိုပဲအောင်းအီးတိခါရတော့တာပဲ။ကျွန်တော်အချိန်နည်းနည်းယူပြီးနေလိုက်သေးတယ်။ပြီးတော့မှအစင်းနဲ့ပြင်ဆင်ထားလိုက်တယ်။ကိုကိုကိုယုံကြည်မှုကတော့အပြည့်အဝပဲ။နောက်10မိနစ်လောက်အကြာအကောက်ဌာနကကင်းသမားတယောက်မွားခနဲပေါ်လာတယ်။ညီကြီးတွေကခုမှထွက်လာသလိုပဲ။ဟေးရလိုက်မလုံနဲ့။ ဲဒီမှာဘာသာလုပ်နေတာလဲလို့ပေါ်ပြောတယ်။သူဟာမောင်ထဲမှာခိုးကပ်ပြီးရှောင်းနေတယ်။တော်ကြပြီနဲ့တူပါတယ်။ကျွန်တော်ကသူ့ကိုဘာမှမသိဘာမှအပြစ်မရှိတဲ့ခီးသွားတယောက်ပါလို့ရှင်းပြတယ်။ဒါပေမဲ့သူကလက်မခံဘူး။ဌာနချုပ်ရောက်တော့မှရှင်းပြပါလို့ပြောပြီးရိုင်ဖယ်တနက်ကိုမောင်းတင်လိုက်တယ်။ကျွန်တော်ကိုတနက်နဲ့ချိန်ပြီးအနည်းဆုံးရတွေကိုပေါ်သွားတယ်။ကျွန်တော်ဘာလို့လို့ဘာကရမ်းမှန်းမသိတော့တဲ့အဖြစ်ကိုစိုက်သွားတယ်။ ခုချိန်ထိလက်မြောက်အချုံးပေးလို့တဲ့စိတ်တော့မပေါ်သေးဘူးကျွန်တော်အုံတော့ရဲ့တောင်းတနေရာကတော့နိုးကြားချင်တဲ့နေတော့မယ်လွတ်မြောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်ကိုစဉ်းစားနေတော့မယ်ဒါပေမဲ့လွယ်တော့မလွယ်တာအမှန်ပဲဒီအဆောင်ကင်းသမားကြည့်ရတာသူ့အလို့သူတော်တော်နားလည်နေဟန်တူတယ်သူကျွန်တော်နောက်လိုက်နေပုံဟာအတော့ကိုစနစ်ကြတယ်လူချင်းတိတ်ပြီးလည်းမကပ်ဘူးတိတ်ပြီးတော့လည်းမခွာဘူးသူ့ကိုရုတ်တရက်ထားလိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးတကယ်လို့ထွက်ပြေးမယ်ဆိုရင်ရော ထန်လည်းမဖြစ်နိုင်ဘူး။သူနဲ့ခြေလမ်း၅လမ်းမရောက်ခင်ကျွန်တော်ကျောကိုတနက်ကြီးစံဖောက်သွားမှတေချာပြီ။အကောင့်ဌာနစခန်းရောက်တော့အခန်းလေးတစ်ခန်းကိုဝင်ပြီးကျွန်တော်ကိုဝင်ခိုင်းတယ်။ကဲ၊ခြေဝင်။ဒီကနေစောင်းနေ။ဘယ်တော့ကြာကြာစောင်းရမှာလဲ။မင်းကိုမေးဖို့မခေါ်မချင်းပေါ့။ခင်ဗျားအခုတခါတည်းမေးလိုက်လို့ပေါ့မရဘူးလားဗျာ။ကျွန်တော်အားအပြစ်မှမလုပ်ခဲ့တာအမှန်ပါ။ဒါဆိုရင်ကို့လူစိတ်ပူမနေနဲ့။မပူပါဘူးလို့ကျွန်တော်ကပြောပြီး ကြောပိုးအိတ်ကိုဖြုတ်လိုက်တယ်။ကဲပါအခုပဲစလို့မရဘူးလား။တို့အားလုံးအစင်းစင်းဖြစ်တဲ့အခါမှာစမယ်လေကွာလို့ဆောင်းကပြောပြီးပြုံးနေ။ပြီးတော့မုတ်ဆူတယောက်ဟန်မျိုးနဲ့ကျွန်တော်ကိုကြည့်တယ်။မနေ့ကကြာရင်ဒီစခန်းရဲ့တောင်းအောင်ရရှိလာလိမ့်မယ်။မင်းဒီတညတော့အဲ့ဒီကလထိုင်ပေါ်မှာပဲအိတ်ပြီးတော့သိမကြပါဘူးလို့ပြောပြီးဟိုင်းဟစ်တလားလို့နှုတ်ဆက်တယ်။ကျွန်တော်အခန်းကိုလှည့်ပတ်ကြည့်တယ်။ဒဲမော့မှာတန်တိုင်းတွေတက်ထားတယ်။ ဘာမှကလည်းအတော့ကိုခိုင်းနေပြီးတော့အပြင်ကတော့ခတ်ထားတယ်။နယံရဲ့တပတ်ကရှောက်သွားနေကြတဲ့ရှေးတန်းတွေကိုအခန်းထဲကနေပြီးကြားနေရတယ်။အခန်းထဲက trap ပြေဖို့ဆိုတာကတော့လုံးဝမဖြစ်နိုင်ဘူး။ကျွန်တော်ကစိတ်ပြက်လက်ပြက်နဲ့ထိုင်နေမိတယ်။နောက်ဆုံးမှကောင်းမင်ဟာညုံမှန်းမှန်းဖြစ်လာပြီးအဖြစ်ဖြစ်နဲ့အပြာရောင်ကိုပြောင်းလာတယ်။အကြခင်မှာပဲကောင်းမင်တစ်ပြင်လုံးလင်းလာတယ်။လူတန်းသူတန်းတွေကြားလာရတယ်။ ကော်ဖီနဲ့တင်းတင်းကလည်းမှုကြိုင်နေတာပဲတကားပွင့်သွားတယ်ကျွန်တော်ကခုမှနိုးလျံဆောင်ပြီးအားရပါရတံပြလိုက်တယ်ကောက်ခွန်ရရှိတယောက်ခန်းထဲဝင်လာတယ်လူလုံးလူပန်းကဖတ်တုတ်တုတ်မျက်နှာကငြင်းငြင်းရဲ့သူ့ကြည့်ရတာပေါ့ပေါ့တန်တန်နေတတ်တဲ့သဘောရှိတယ်အဲ့လူကတော့လုံးဝကိုတက်တောက်တက်တာမရှိတဲ့နေရာပါပဲဗျာလို့ကျွန်တော်ကပြောတယ်မင်းဒီနေဆက်မှာလာပြီးမလုပ်နေတာလဲလို့သူကမေးတယ်။ပြီးတော့ကျွန်တော်ကြိုးဝေးကိုဖွင့်ကြည့်တယ်။ဘာလဲကွာ င်းတက်တက်စီကိုပို့ထုတ်ဖို့စူးစမ်းနေရတာမှောင်ဖို့ပစ္စည်းချမလို့လားမောင်မီဟောင်းအင်ကြီးဟောင်းတွေကိုမှောင်ကိုရဲလို့ခမားကြားဘူးတလားလို့ကျွန်တော်ကပြန်မိတယ်။အေးပါအဲ့ဒါကိုခောက်ထားချင်ခောက်ထားလိုက်ဖို့ကြားပါလေ။ဒါပေမဲ့ဒီနေဆက်မှာညာကြီးမင်းကြီးဘာလာလုံးနေတာလဲ။သူကကြောဘဲကိုဈေးမှာထားလိုက်ပြီးမိတယ်။ရုပ်တရက်ကျွန်တော်ကိုမှရှိနေတဲ့ငွေကိုတရေရလိုက်တယ်။တကယ်လို့အဲ့ဒီငွေကိုသာသူတွေ့သွားရင် ကျွန်တော်ဘဝတော်ပြတ်မှာတည်ကြတယ်ကျွန်တော်ပုံမှာတော့မရှာပါစေနဲ့လို့စိတ်ထင်းကကြိတ်ပြီးဆူတောင်းနေမိတယ်ကျွန်တော် run မြည်ရဲ့ညဘက်ရှုခင်းကိုအရသာတမ်းကြီးကြည့်နေလို့လာတာပါလို့ကျွန်တော်ကပြောနေပြောတယ်ကျွန်တော်ဟာကမ္ဘာလှည့်ခီးတဲ့တယောက်ပါကျွန်တော်ကတိတ်ကိုစိတ်ကူးရတဲ့တယ်မင်းဘယ်ကလာတာလဲကျွန်တော်ကမြို့နယ်ဟိုတယ်နေမီကိုပြောပြတယ်ကျွန်တော်ဒီနေ့မနေ့ဟိုတယ်ကိုပြန်မယ်လို့စိတ်ကူးထားတာကျွန်တော်ပစ္စည်းတွေကဟိုတယ်မှာထားခဲ့တာ ဖမ်းကိုလည်းတပတ်စာကြိုးပေးထားတယ်။မောင်ဝူသမားတယောက်ဆိုရင်ဒီလိုလုပ်မလား။စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။အေးဒီမင်းပြောတာမှန်မှန်တော့စစ်စစ်ကြည့်ရအောင်ပါဘို့လို့သူကပြန်ပြောတယ်။နောက်တစ်နေ့အတွင်းမှာငါမင်းကိုလာခေါ်မယ်။ပြီးတော့ဟိုတယ်ကိုသွားမယ်။ဟိုတယ်ရောက်တော့မင်းအိမ်တွေကိုစစ်စစ်ကြည့်မယ်။ကျွန်တော်တို့ထွက်လာကြတဲ့အခါမှာလူဝါကြီးတယောက်ကသူ့စပင်းကိုတွန်းပြီးအကောင့်အရာရှိပေးကလိုက်ရတယ်။သူကြည့်ရတာစစ်ပလက်ရဲ့ခွေးတကောင်နဲ့တော်တော်တူတယ်။ တတိကြီးပုံပဲနောက်ဆုံးမှာကျွန်တော်တို့ဟိုတယ်ကိုရောက်သွားကြတယ်ဟောဟိုမှာသူပြန်ရောက်လာပြီလို့ဟောပြောလိုက်တဲ့အတန်းဟာဟိုတယ်ဗရင်းမော့တပေါက်စီကထွက်လာတယ်အဲ့ဒီနောက်တော့ဟိုတယ်ပိုင်ရှင်မိမကြီးပူရဖားရနဲ့ပြေးထွက်လာတယ်ငါတို့ကမင်းကိုတခုခုဖြစ်ပြီးလို့တွေ့ထားတာအမလီတော်ပါသေးရဲ့တညာလုံးမင်းဘဲသွားနေတာလဲလို့အမော်တကောမေးတယ်ကျွန်တော်အခန်းမှာမေးဘူးဆိုတာသိလိုက်တော့မိမကြီးကကျွန်တော်အသက်ခံရပြီလို့တွေ့တယ်လုံးလုံးစေဒီနေထဲမှာက မြတွေတောင်းကျမ်းနေတော့လဲသူထင်တော့တာပေါ့ဒါနဲ့ပဲပလိတ်ကိုသွားတိုင်းနေအခုသူ့နောက်ကလိုက်လာတာပလိတ်ပဲဒီပလိတ်ကလည်းတတိတော်ကြီးပုံရတယ်ကျွန်တော်မျက်စိလဲသွားတာလို့ခက်တီတီပဲပြန်ဖြေလိုက်တယ်ညကတော့တကယ့်ကိုရှေ့ဆရာကောင်းတဲ့ညတညပဲတန်ရလိုက်တာအလွန်ပဲအခုအသက်ကြီးမှအပြင်ဘက်လဟာပြင်ကွင်းနဲ့အိပ်ရတာပထမဆုံးအချိန်ပိုလာမသိဘူးတိတ်ကိုရတာရှိရဲ့ကျွန်တော်အတွက်စိတ်ပူနေအောင်လုပ်လိုက်တယ်လို့ဖြစ်သွားတဲ့အတွက်ကျွန်တော်စိတ်မကောင်းပါဘူး ကျွန်တော်ကိုခွန့်လွတ်ပါ။ကြံရမကောင်းကျင်တော့ကျွန်တော်ကနေစံထားရောက်သွားတယ်။ဟောရီကအကောက်ခွန်ရရှိကိုကျွန်တော်ဒီဟိုတယ်မှာတဲတာမှန်ကန်ကြောင်ပြောပြပါဦး။မြမကြီးကကျွန်တော်ဘက်ကထောက်ခံပြီးပြောတယ်။အကောက်ခွန်ရရှိကချက်ချင်းပဲကျင်းက်သွားပြီမဲ့ပလေကြီးရင်တွေရွက်ကထောင်လာတယ်။ခမားကနေစံထားရောက်သွားတာကိုလို့ရည်ရွတ်တယ်။ခမားမှာလိုအပ်တဲ့ဆရာဆရာတွေပါရလား။နေပါဦး။ခမားကဘယ်သူလဲတဲ့။ခဏတော့အတက်ရှူရတဲ့လိုဖြစ်သွားတယ်။ ျွန်တော်စူးရင်နေတာကအိတ်ကထဲမှာထည့်ထားတဲ့ဟဲလင်းငွေပဲဒီငွေတွေကတော့တွေ့သွားတော့ကတော့မလွယ်ဘူးဆူဆာလန်နိုင်ငံထဲကိုငွေခိုးတင်လာလို့တန်တရားဝင်ပြီးချက်ချင်းဖမ်းမှတည်ကြတယ်ဖမ်းပြီးရင်မိခိုးမဆုံးဘုံမဆုံးဖြစ်တော့မှကျွန်တော်ကနမည်ပြောပြပေးမယ်နိုင်ငံကူးလက်မှတ်ကိုတော့ထုတ်မပြဘူးခမားဟာကျွန်တော်တို့လိုနေတဲ့ဓမြတယောက်မဟုတ်ဘူးလို့ကျွန်တော်ဘလို့တို့ပြီးသိနိုင်မှလဲလို့ပလိကမဆက်ချတယ်ကျွန်တော်ကရေတော့ ဒါရဲစရာမဟုတ်ဘူးလို့ပလိကပေါတူတူမျက်နှာထားနဲ့ဒေါသတကြီးပြောတယ်။ပြီးတော့ကျွန်တော်အိမ်နဲ့တစ်တာကိုမွေးတော့တာပဲ။ကျွန်တော်ကတော့သူတို့လုပ်ကင်နေတဲ့မြောက်ကိုရဲစရာကောင်းတဲ့ပွဲတစ်ခုချိနေတဲ့အနေမျိုးနဲ့ဟန်ဆောင်ထားတယ်။ဒါပေမဲ့အိတ်ကထဲကငွေတွေကိုတွေ့သွားရင်မရှောင်ဘူးဆိုတဲ့အတွေ့အကြုံရင်းကမအေးဘူး။တွေ့သွားလို့သူတို့မေးလာခဲ့ရင်ကျွန်တော်ဘယ်လိုဖြေမလဲ။နေဆက်ဒေတာမှာပစ္စည်းတစ်ခုခုအထူးဆန်းတွေ့ရင်ဝယ်မဲဆိုတဲ့စကူနဲ့ထည့်လာတာပါလို့ဖြေမယ်။ ပလိတ်ဟာကျွန်တော်လက်ဆွဲတက်တာဘေးအိတ်ထဲကစားတဆောင်တွေ့သွားတယ်။ကျွန်တော်အတော်အံ့အားတက်သွားတယ်။ကျွန်တော်အိတ်တွေထဲမှာအဲ့ဒါလိုစာမျိုးမရှိခဲ့ဘူး။ဒီစာဘယ်ကစာလဲကျွန်တော်မမှတ်မိဘူး။ဒီလက်ဆွဲတက်တာကတော့အော့စနာဘရက်ကယူလာတဲ့တက်တာပဲ။ဒီအထဲကိုကျွန်တော်ပိုင်းတိုးလီမူလီပစ္စည်းအောင်းလေးတွေထည့်ထားတယ်။ဒီအိတ်ကိုကားပေါ်တင်တာကတော့ဟန်နေ။ပလိတ်ကစာကိုဖြတ်ပြီးဖတ်နေတယ်။ကျွန်တော်ကသူ့မျက်နှာရည်မျက်နှာကဲကိုအကဲခတ်တယ်။ ကြီးစားပါစားလဲဘာတွေရေးထားတယ်လဲကျွန်တော်စဉ်းစားလို့မရဘူးဘာပဲဖြစ်ဖြစ်ပေါ့လေဒီစာထဲမှာပြဿနာဖြစ်เสียရဘာမှမပါပါစေနဲ့လို့ဆူတောင်းယုံကလွဲပြီးတခြားဘာမှ မတတ်နိုင်တော့ဘူးစာကိုဖတ်နေတဲ့ပလေးကကျွန်တော်ကိုမောကြည့်ပြီးခမားနမီကဂျိုးဆက်ချက်ဝတ်မဟုတ်လားလို့မေးတယ်ကျွန်တော်ကကောင်းကျင်ပြတော့ဘာပြုလို့ဆော့ဆော့ကမပြောတာလဲလို့ထပ်မေးကျွန်တော်ပြောခဲ့ပါတယ်ဗျာလို့အဖြေပြီးပြီးသူ့လက်ထဲကစာရဲ့ထိပ်စည်းစာတန်းကိုဖတ်နိုင်ဖို့အားထုတ်တယ်ဒါပေမဲ့မရဘူး ကောက်အရာကြီးကဝင်ပြောတယ်ဟုတ်တယ်သူပြောတယ်တဲ့ဒါဆိုရင်ဒီစာကခမည်းတော်ပဲပေါ့ဟုတ်လားလို့မေးပြန်တယ်ကျွန်တော်ကစာကိုလှမ်းယူလိုက်တယ်ပလိတ်ကချက်ချင်းမပြေးသေးဘူးခဏနေမှလှမ်းပြေးတယ်ကျွန်တော်စာကိုဖတ်ကြည့်လိုက်တယ်အမျိုးသားဆိုရှယ်လက်ပါတီဌာနချုပ်အော့စနာဘရက်ဆိုတဲ့ခေါင်းစည်းစာနဲ့အော့စနာဘရက်မျိုးပါတီဌာနမှလိုအပ်ကိစ္စတစ်ခုဖြင့်ဆေလွတ်လိုက်တော့ပါတီဝင်ဂျိုးဆက်ရှက်ဝတ်အားလိုအပ်သောအကူအညီများပေးရန်မေတ္တာရက်ခံသည်တဲ့လက်မှတ်ထိုးထားတာကတော့ ော့ဂျာကိစ်တင်ဒါပေမဲ့လက်ရည်ကဟဲနဲ့လက်ရည်ကျွန်တော်ကစာကိုပြန်ပြီးတော့ပလိတ်ကခမမစ္စတာဂျိုးဆက်ရှောက်ဝတ်ပဲမဟုတ်လားလို့ထပ်မေးပြန်တယ်။လေတန်ကစောစောကလို့မဟုတ်တော့ဘူး။ပလိတ်တစားရှိတဲ့အတန်ပါလာတယ်။ကျွန်တော်ကနိုင်ငံကူးလက်မှတ်စာအုပ်ကိုထုတ်ပြီးရေးထားတဲ့နမည်ကိုလက်ညှိုးနဲ့ထောက်ပြလိုက်တယ်။ကိစ္စကအစိုးရရဲ့လို့ဝကိစ္စတခုပဲလို့ပြောလိုက်တယ်အဲ့ဒါပဲလားဟုတ်တယ်အဲ့ဒါပဲ ြောဆိုဆိုပဲကျွန်တော်ကစာကိုခောက်ပြီးအိတ်ကထဲထည့်လိုက်တယ်။ခင်ဗျားကျင့်နေပြီလား။အင်းပေါ့လေကျွန်တော်နားလည်ပြီလို့ပရိတ်ကပြောတယ်။နေဆက်ရှင်တွေကိုလာပြီးလေ့လာတာပဲပေါ့ဟုတ်လား။ကျွန်တော်ကလက်မြောက်ပြလိုက်တယ်။ဒီကိစ္စနဲ့ပတ်သက်လို့ခင်ဗျားတို့လေးသနောင်းမဟားလိုက်ပါနဲ့လို့ကျွန်တော်ကပြတ်ရက်ခံရတော့မှာပဲ။ဒါကြောင့်လဲခင်ဗျားတို့ကိုကျွန်တော်စောစောကပြောပြောတာပေါ့။ဒါပေမဲ့ခင်ဗျားတို့လုပ်ပုံကမပြောရင်မဖြစ်တော့တဲ့အနေထားဆိုက်သွားတယ်။ခင်ဗျားရော ပါတီဝင်တယောက်ပဲမဟုတ်လားဒါဘောလို့ပလိကပြောတယ်အခုမှပဲကျွန်တော်သူ့ကိုကြကြနနာကြည့်မြင်သူ့စပင်တွေကနေရဲနေတာပဲကျွန်တော်ကသူ့ပခုံးကိုလက်နဲ့လှမ်းပို့လိုက်ပြီးကောင်းတာဗောကဲဟောဒီမှာလက်ဆောင်တစ်ခုကျွန်တော်ကြောင့်ပြင်ပန်းသွားတဲ့အတွက်ဝိုင်းကောင်းကောင်းလေးတောက်ရတာပေါ့အိနီးယားတွင်ချက်ဝက်ကကျွန်တော်အားလှည့်ကြည့်ပြီးပြုံးသည်လူတွေအပေါ်သင်္ကန်းမကင်းဖြစ်ရတဲ့အလုပ်မျိုးလုပ်နေတဲ့လူသားတွေကိုပြန်ပြီးလှည့်စားရတာ ဘယ်လောက်လွယ်ကူတယ်လဲဗျာအံ့ဩစရာမကောင်းဘူးလားအဲ့ဒီအတွေ့အကြုံမျိုးကိုခင်ဗျားရခဲ့ဘူးသလားဟုမေးသည်ကြုံခဲ့ဘူးတယ်ပြဆရာဆာရွက်ဆာရမရှိပဲနဲ့ကြုံခဲ့ရတာမျိုးတော့မဟုတ်ဘူးဟုကျွန်တော်ကပြန်ပြောသည်ဒီကိစ္စမှာကျွန်တော်ကတော့ခင်ဗျားမိမရဲ့အလုပ်ပုံကလေးကိုသိပြီးရှင်းမွှန်းခြင်းနဲ့စာကိုလိုအပ်တဲ့အခါအလွယ်တကူသုံးနိုင်အောင်လုပ်ပေးလိုက်ပုံကလေးကတကယ်တော်တာပဲဟုတ်တယ်ကျွန်တော်ကိုစာအကြောင်းအတည်ပြလိုက်ရင်ကျွန်တော်မြူပဲနေမှာဆိုလို့ တိတ်တဆိတ်ထည့်ပေးလိုက်တာပဲတကယ်လို့သူကအတိပင်းရင်လဲကျွန်တော်ယူခြင်းမယူမှာလူတိတ်ခါအရာမယူဘဲနေခြင်းနေမယ်ဒါမှမဟုတ်ဒီစာမျိုးကိုယူရမှာကြောက်လို့မယူဘဲနေခြင်းနေမယ်ကျွန်တော်ဒီချက်ဝုဇလန်းကိုအလွန်စိတ်ဝင်စားနားထောင်ခဲ့သည်တိုးတော်လဲသူခဏတစ်ပြုတ်နားချိန်တွင်ပုံဝန်းကျင်တွင်အာယုံဝန်စားမိသည်အင်္ဂလိပ်လူမျိုးတစ်ယောက်နှင့်ဂျာမန်တနမန်သည်ကာဝဲချမ်းမြေပေါ်သို့ရောက်နေကြသည်ကိုမြင်ရပါသည်သူတို့သည် Fortro ကကိုကနေကြခြင်းဖြစ်သည်ဂျာမန်ထက်အင်္ဂလိပ်ကတာလွန်နေသည်ကိုသတိထားမိပါသည်ဂျာမန်ကနေပုံသည်သူတယောက်ထဲအတွက်နေရာအခြေကြီးရှိပါမှဖြစ်မိနေတာဖြစ်သည် သူသည်သူ့အတွက် နေရာကျကျရအောင်လူအများကြား၌အတင်းတိုးဝေ့ပြီးကနေသည်လင်းတဝက်မှောင်တဝက်အခန်းထဲတွင်ကာဝဲကျမ်းမြင်သည်ကျွန်တော်မျက်စီထင်၌စစ်တူရင်ခုံနှင့်အတူနေသည်စစ်တူရင်ခုံပေါ်၌ဘင်းနှစ်ပါးဖြစ်သောဂျာမန်နှင့်အင်္ဂလိပ်တို့သည် မကြာခဏထိတ်တဲရင်ဆိုင်တူးမိကြ၏သို့တော်လည်းအင်္ဂလိပ်ကမိမာပါနှစွာဖြင့်ချောင်းတင်းသွားလေရှိ။ကာဝဲတွင်ဂျာမန်နှင့်အင်္ဂလိပ်တို့၏ကာကွက်နှင့်အချောင်းတင်းများကိုစိတ်ဝင်စားနေရမှကျွန်တော်အာယုံသည်ချက်ဝက်ဘက်သို့ပြန်ရောက်သွားသည်။သူအားလှည့်ကြည့်ပြီးကဲခမည်းဆက်လံကိုဆက်ပါအောင်အဲ့ဒါလိုဖြစ်လာပြီးတဲ့နောက်မှာခမည်းဘာဆက်လုပ်တလဲကိုမေးသည်။ကျွန်တော်အခန်းကိုသွားတယ်။ကျွန်တော်အတော်ကြီးပြင်ပန်းနေတဲ့အတွက်နားရှင်နေ။ပြီးတော့ ခုကြုံလာရတဲ့ကိစ္စနဲ့ရှင်းရင်းနဲ့ပြန်စဉ်းစားခြင်းနဲ့ဟန်နင်ကကျွန်တော်ကိုကယ်လိုက်တာဟာဇက်သဘောနဲ့တွေ့ရင်မျော်လင့်ပဲပေါ်လာတဲ့ထက်ကွက်ကလေးနဲ့တူနေတယ်။မျော်လင့်ချက်ကင်းမဲ့ပြီးဒုက္ခနဲ့ရင်ဆိုင်ရတော့မလို့ဖြစ်ပြီးကမှဖြုံးခနဲ့ပျော်ရွှင်မှုနဲ့အဆုံးသတ်ရတဲ့သဘောပဲ။ဒါပေမဲ့အချိန်လေးကိုကြည့်လိုက်ရင်အဖြေကချင်းနေတယ်။ကိုပလိတ်ကိုဆင်ကျင်နိုင်မှုစဉ်းစားတွေးတောနိုင်မှုအချိန်များများပေးလို့မဖြစ်ဘူး။ကိုလုံးစရာရှိတာမြန်မြန်လုံးမှပဲဖြစ်မယ်။ ကိုယ့်ဘက်ကကံတာတို့ဖြစ်နေရောကိုယ့်ကံပေါ်ကိုယုံကြည်စိတ်ချပြီးလုံးဝဖြစ်မယ်လို့လည်းဆုံးဖြတ်လိုက်တယ်။ကျွန်တော်ယထာအခြေစဉ်ကိုစုံစမ်းကြည့်တယ်။တနအီအတွင်းမှာဆူဇာလန်ကိုထွက်မဲ့အမြင်ယထာစီရှိတယ်လို့သိရတယ်။ကျွန်တော်ချက်ချင်းပဲဟိုတယ်ပိုင်ရှင်အွားကြီးနဲ့တွေ့ပြီးကျွန်တော်ဇူးရစ်ကိုတရက်သွားဖို့ခြေချောင်းအိတ်တလုံးမဲ့ယူသွားပြီးကျန်တဲ့အိတ်တွေကိုအခန်းထဲမှာထားခဲ့မှာဖြစ်ကြောင်းကျွန်တော်ပြန်ရောက်ချိန်ထိထိန်းထားပေးစီလိုကြောင်းပြောပြတယ်။ အဲ့ဒီနောက်တော့ဘူတာကိုထွက်လာခဲ့တယ်။အဲ့ဒါလိုအလိုမျိုးကိုအများရောလုပ်ခဲ့ဘူးသလား။အများအနေနဲ့နှစ်ပေါင်းများစွာတတိအကြီးကျယ်ထားခဲ့နေရကဖြုံးခနဲ့တတိလက်လွတ်မျိုးပေါ့။အေးကျွန်တော်လည်းလုပ်ခဲ့ဘူးပါလေလို့ကျွန်တော်ကပြန်ပြောသည်။ဒါပေမဲ့တခါတလေမှအဲ့ဒီတော့ကင်းကရွေးရတဲ့အများကကံကောင်းနေတယ်လို့ထင်နေပေမဲ့တကယ်လက်တွေ့ကြတော့လွဲနေတယ်တဲ့။ဟုတ်တယ်ဟုချက်ဝကပြောသည်။ဒါပေမဲ့တခါတလေကြရင်လူဟာ ကိုသုံးနေကြနေအောင်နေပေါ်မှာယုံကြည်မှုခင်းမဲ့သွားတဲ့။အဲ့ဒီအခါမျိုးမှာမိတ္တကိုလက်တွေ့ဆန်းသက်ကြည့်ခြင်းစိတ်ရှိလာတဲ့တဲ့။ကျွန်တော်အဖြစ်ကိုကြည့်ဟယ်လင်ကသူနဲ့အတူတူရထားစီးပြီးနေဆက်ကိုဖျက်ချင်တယ်။တကယ်လို့သူလှုပ်ပေးလိုက်တဲ့ဟာလေးကကျွန်တော်ကိုမကယ်ခဲ့ဘူးဆိုရင်ကျွန်တော်သူ့အစီအစဉ်ကိုလိုရဲချင်မှလိုရဲမယ်။ဒါပေမဲ့အခုတော့သူနည်းအတိုင်းလိုက်လို့ရင်ပိုကောင်းမှာပဲဆိုတဲ့အတွေ့အကြုံကဝင်လာတယ်။ဟုတ်လား။လိုရုံလုပ်ခဲ့သလား။ချိုးကပေါင်းနေသည် ကျွန်တော်ပထမတန်းလက်မှတ်တစောင်ဝယ်လိုက်တယ်။မိရထားဆက်ထွက်ချိန်အထိကျွန်တော်ကိုယ်ပေါ်မှာရှိနေတဲ့ငွေကြောင်းကိုမတွေးမိသေးဘူး။ယထားဆက်ထွက်တော့မှစဉ်းစားမိတယ်။တွဲထဲမှာဖွက်ဖို့ကတော့လုံးဝမဖြစ်နိုင်ဘူး။တွဲထဲမှာကျွန်တော်တယောက်တည်းမဟုတ်ဘူး။ခီးသွားဖို့တယောက်လည်းပါလာတယ်။အမျိုးသားတယောက်ပဲ။မျက်နှာကဖြူဖက်ဖြူရော်နဲ့တော့ကတခုခုရှိနေသလိုပဲ။ကျွန်တော်အိမ်သာကန်းတွေစီသွားတယ်။နှကန်းစလုံးမအားဘူး။ဒီအချိန်မှာမိရထားကနေချာဟူတာကိုရောက်သွားပြီ။ ကျွန်တော်စိတ်ကကျွန်တော်ကိုစားတောက်ခံတွေ့တဲ့သွားကိုနှိုးဆော်နေတယ်။ကျွန်တော်ဇပွဲတစ်လုံးမှဝင်ထိုင်ပြီးဈေးကြီးဆုံးဝိုင်တပလင်းမှာတယ်။အစားတောက်စင်ရဲ့ကပြားပေးဖို့တောင်းလိုက်တယ်။ပစ္စည်းတွေပါသေးသလားလို့ဇပွဲတို့ကမေးတယ်။ပါတယ်နောက်တွဲမှာဒါဆိုရင်အောက်ဌာနကစစ်စစ်ရာကိုအရင်ဆုံးတွားလို့လိုက်ပါလား။ခမားဇပွဲကိုဘယ်သူမှမထိုင်အောင်ကျွန်တော်ပြောထားပြပါမယ်။ဟာအဲ့ဒီတော့ရင်အချိန်တိတ်ကြမှာစားစရာတစ်ခုကအရင်ဆုံးယူခဲ့ပါကျွန်တော်တိတ်စားနေပြီ။ ငွေကိုအကျိုးပေးရမယ်ဒါဆိုရင်ကျွန်တော်ပြန်မလာဘဲမနေဘူးဆိုတာခင်ဗျားဘက်ကစိတ်ချရတာပေါ့ကျွန်တော်ကအမှုတွမ်းနေနေနဲ့စားတော့ခံအထိတော့လာမှာမဟုတ်ဘူးလို့မျှော်လင့်ထားတာဒါပေမဲ့ဒီနေရာမှာတော့ကံကမလိုက်ဘူးဇပွဲတို့ကဝိုင်းတပလင်းနဲ့နှင်းချိုရေပကံလာချမှာယူနီဖောင်းဝတ်နေရဝင်လာတာလက်မြင်ရတယ်ကျွန်တော်ကကျွန်တော်ငွေစက်ကူတွေကိုဇပွဲဝင်းအောင်မှာအသာထိုးထည့်ထားလိုက်တယ်ပြီးတော့ဟဲနဲ့စာကိုနိုင်ငံကူးလက်မှတ်စာအုပ်ထဲညှပ်ထားလိုက်တယ် ိုင်ငံကူးလက်မှတ်ပြပါလို့လူတယောက်ကနေတမ်းမမနဲ့ပြောတယ်။ကျွန်တော်ကလှမ်းပေးလိုက်တော့သူကစီးယူလိုက်ပြီးပစ္စည်းမပါဘူးလားတဲ့။လက်ဆွဲတက်တယ်လုံးပါတယ်လို့ကျွန်တော်ကပြောတယ်။ပထမတန်းတွင်ညပတကခမားကိုယ်တိုင်လိုက်ခဲ့ဖို့လိုလိမ့်မယ်လို့နောက်တစ်ခုကဝင်ပြောတယ်။ကျွန်တော်ထာယာကထာယာလိုက်ပြီးကျွန်တော်ဇပွဲကိုကြည့်ထားပါလို့ဇပွဲတော့ကိုနှမလိုက်တယ်။ဆေးချပါခမားကျွန်တော်ကြည့်ထားပေးပါမယ်။လူကြီးမင်းကငွေကြိုပေးထားတာမဟုတ်လား။ကောက်ရကြီးကကျွန်တော်ကိုကြည့်တယ်။ခမားက ငွေကြိုပေးထားတယ်ဟုတ်လားဟုတ်တယ်ကြိုပေးထားတယ်ဘာဖြစ်လို့လဲတော်တော်ကြာမပေးနိုင်ရင်ခတ်တော့မှဆိုလို့ကြိုပေးထားရတာနေဆက်ကြော်ရင်စွန့်ငွေပေးရတော့မှကျွန်တော်မှာကမြများဆဆပါတာမဟုတ်ဘူးကောက်ရာကြီးကရဲတယ်စေကူးကဘယ်ဆိုးလို့လဲလို့မှတ်ချက်ချတယ်ဒီစေကူးကိုလူတိုင်းရတာမဟုတ်ဘူးကဲခင်ဗျားကအရှိကသွားတယ်ကျွန်တော်ကတခြားခီးတွေတွေကိုစီးရင်နောက်ကနေလိုက်လာခဲ့မယ်ကျွန်တော်နိုင်ငံကူလက်မှတ်ရုံစိတ်မူပါနဲ့ကျွန်တော်တို့လိုက်လာမှာ ကျွန်တော်တွဲကိုကျွန်တော်ပြန်လာခဲ့တယ်။ကျွန်တော်ရဲ့ခီးသွွားဘော်ကတော့ထိုင်နေတယ်။သူ့မျက်နှာကတော့စောစောကထက်တော့ကကြီးလာတဲ့အရေးလက္ခဏာတွေကိုပေါ်ပြနေတယ်။သူ့လက်ကင်ပေါ်နဲ့ရွှေတဆူဆူဖြစ်နေတဲ့မျက်နှာကိုတုတ်လိုက်လက်တွေကိုတုတ်လိုက်နဲ့ကနာမငြိဘူး။ကျွန်တော်ဘူတာကိုလှမ်းကြည့်နေရကပြတဲ့မောက်ကိုဖွင့်လိုက်တယ်။တကယ်လို့ခန္ဓာစီလာလို့ရင်အောက်ကိုခုန်ချလို့ဖြစ်မလား။လွတ်မြောက်ဖို့ဆိုတာကတော့လုံးဝမဖြစ်နိုင်ဘူး။ဒါပေမဲ့ပြတဲ့မောက်ဖွင့်လာတော့ စိတ်ထဲကပြေးပေါက်ချီတည်ရဆိုတဲ့အတွင်းနဲ့တက်တရာရနေတယ်။အကောက်ရာရှိတယောက်ကားဝါမှလာရတဲ့ဘယ်မှလဲခမပစ္စည်းကျွန်တော်ကကျွန်တော်လက်ဆွဲတက်တာကိုယူပြီးဖွင့်ပြလိုက်တယ်။သူကတက်တာထဲကိုငုံကြည့်တယ်။ကျွန်တော်တက်တာကိုစစ်ပြီးတော့ကျွန်တော်ခီးသွားပေါ်ရဲ့အိတ်ကိုစစ်တယ်။ခဏနေတော့အာလုံးပြီးသွားပြီလို့ပြောတယ်။ကျွန်တော်နိုင်ငံကူးလက်မှတ်ရောလို့ကျွန်တော်ကမေးတော့သူကကျွန်တော်မိတ်ဆွေစီမားလို့ဖြေတယ်။မကြခင်မှာပဲသူ့လူရောက်လာတယ်။ကျွန်တော်ရဲ့နိုင်ငံကူးလက်မှတ်ကိုယူသွားတဲ့လူအရာရှိမဟုတ်ဘူး။ ယူနီဖောင်းဝတ်ပါတီဝင်တယောက်ပြမျက်မှန်နဲ့ပုံဖဏနဲ့ဒီပီဆိုကိုဒီမှာရက်လိုက်ပါမယ်နောက်တစ်ပိုက်ကိုကျွန်တော်နောက်ပီဆိုမှာထပ်ပြီးတော့မှဖတ်ပြပေးပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်